အဒါနာမိတံမိခဝေနဝကာတောယံဘရုပကမိနာတတကတံဇီဝိဒါဝရောပိယအနုပကမိနာဘိခွေတတကတပရိနိဗ္ဗာယံတိဣတိနာသေသဥစေနာသုတိမေဟောတုသဗ္ဗရာအဒါနာမိတံမိခဝေနဝကာတော yang berubah gemina dadaga dan ziwi dawara biya nuba gemina begwe dadaga da beri neibayandi edina deza wize na tuti me hodu dagra adhana midam begwe nawa gado yang berubah gemina dadaga dan ziwi dawara biya အနုပါကမိနာဘေကွေတတ္ထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာတုတိမေဟောတုသဗ္ဗရာရူပကမိနာသူတော်ရောဤလုံလာပယောကအာဖြင့်ဝါသူတော်ရောဤလက်နေပယောကအာဖြင့်တထာဂတံမြတ်စွာဘုရားသခင်ကို ဇီဝိတာဇီဝိတိန်နရိမာယံဝရောပိယအကျဉ်ချရာဤဝါအကျဉ်တဖျာရာဤဣတံဤသို့မြတ်စွာဘုရားကို သူတော်အားတို့ဤလက်နေပေယောကဖြင့်တဖျာနိုင်ခြင်းမျိုးသည်အထာနာအကြောင်းမဟုအနဝါကာသောအခွင့်မဟုတာထာကတာရှိဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောဖျာရှင်မူသည်များတို့သည် ဥပရကမေနာသူတော်ဘာလုံနာဘယောကလည်းနဲ့အာဖြင်နပရိနိဗ္ဗာယံဒီပရိနိဗ္ဗာန်ဆံယုထုံးသာမရှိကုန်ဣတိနာတစ္ဆာဝေဒီနာဤသို့ထုတ်ပြန်ဟုံမှန်သောသုလဝါပါဠိတော်လာမြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုရွတ်ဆိုရခြင်းကြောင့်မိငါအတ္တိကိုယောစိတ်ပါချမ်းသာခြင်း ဇမ္မာချမ်းသာခြင်းသည်တရားနိယောညာပါခခတိဟောတုမုတ်ချမဲ့တွေဖြစ်ပေါ်ပါစေသတည်းဤအန္တရာယ်ကင်းဂါထာလေးကိုဘုံဘုံလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်က25နှစ်လောက်ကမန္တလေးမြို့တက်တော်တရားနဲ့၃နှစ်ရှိတဲ့စံငင်းဆရာတော်ကြီးဌာမ ရခဲ့ပါတယ်စံကင်းစရော်ကြီးဆိုတာမဥပင်မဥပင်မြို့အဲဧရာဝတီတိုင်းမဥပင်မြို့နဲ့တဖက်ကန်းစံကင်းဆိုတဲ့ရွာကြီးမှာတရင်သုံးခဲ့တဲ့အတွက်ဒီဆရာတော်ကြီးကိုတက်တော်ရှိဆရာတော်ကြီးကိုစံကင်းဆရာတော်လို့ခေါ်ကြပါအဲဒီစံကင်းဆရာတော်ကြီးစီဘုံဘုံရောက်သွားတော့ဆရာတော်ဖះဆရာတော်ဖះလို့တပည့်တော်တို့ အတဲ့ရာကျော်ရှိခြင်းပါတယ်။ကျမ်းကျမ်းမှာမှချမ်းချမ်းသာသာလည်းရှိခြင်းပါတယ်။ဘေးဥပအန္တရာယ်လည်းကင်းခြင်းပါတယ်ဖျား။သာသနာပြုလုပ်ငန်းတွေကျေးဇူးပြုမဲ့ဤကောင်လံကောင်တွေတပည့်တော်ပေးပါဖျားလို့ဘုံဘုံကလျှောက်ပါတယ်။အဲ့တော့စံငင်းဆရာတော်ကြီးကဒီကာထာလေးပေးခဲ့ပါတယ်။စံငင်းဆရာတော်ကြီးကဒီကာထာပေးတဲ့အကြောင်းလေးလည်းသူကပြောပြပါတယ်။သူက အဲဒီအင်္ဂလိပ်ခေအင်္ဂလိပ်အစိုးရလက်ထက်လွတ်လပ်ရေးမရခင်တုန်းကဘုံဘုံတို့စံကင်းမြို့စံကင်းရွာကြီးမှနေတဲ့အချိန်မဥပင်မြို့မှာလူတွေပလိတ်ကယောဂါဖြစ်ပြီးတော့တနေ့ကို40 50ပြည်ကြီးပျက်စီးကြအဲ့တော့ပလိတ်ကယောဂါဖြစ်တော့လူတွေနေ့စဉ်နေ့စဉ်အဲ့လိုယောဂါဖြစ်သေးတာလူတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကြ ဘဝပဲမြို့မှာရှိတဲ့လူတွေတချို့ကစံငင်းရွာကြီးရွှေ့ပြောင်းပြီးတော့ပြေးလာကြအဲ့ဒီလူတွေထဲမှာယောဂါတွေယောဂါပိုးပြီးပါလာတဲ့လူတွေကစံငင်းရွာကြတော့တခါယောဂါဖြစ်သေးကြလူတို့ကနေပြီးတော့တခါကူးဆက်ပြီးတော့ဒီပြင်လူတွေလည်းပဲယောဂါတွေဖြစ်သေးကြဘုန်းတော်ကြီးတွေလာပင်ပရိတ်ရွတ်ကမဝါဖပြေးကြတာအဲ့တော့ ဦးဇင်းนี่ကိုရင်นี่ကဆရာဘုန်းကြီးလျှောက်တဲ့ဆရာတော်ဖျားတပည့်တော်တို့ပရိတ်ရွတ်လဲပဲတီးတာပဲကမောဟာဖတ်လဲတီးတာပဲအဲ့တော့ပရိတ်ဒီပါဒီရွတ်မနေပါနဲ့တော့ဖျားတပည့်တော်တို့ပရိတ်ဒီကမောဟာတွေလဲမစွမ်းမှုနဲ့တူပါတယ်လို့ပြောတဲ့အဲ့တော့ဆရာတော်ကြီးကမင်းတို့ဒီလိုမပြောကောင်းဘူးမြတ်စွာဘုရားတရားပရိတ်တရားတွေဘယ်မစွမ်းနဲ့ရှိရမလို့မင်းတို့တေချာရွတ်ပုံပြီးဖို့မကောင်းလို့နေမှာ ေချာရွေ့ဒီလိုငေါက်ငမ်းပြီးတော့လွှတ်လိုက်ညကြတော့ဆရာတော်ကြီးကလည်းစဉ်းစားဟုတ်တယ်သူပိဋိဒီလည်းအထထရွေ့ကမဝါရီအထထဖတ်ဖတ်လည်းပဲလူတွေပြေးကြတာယောဂတွေမပြောက်ဘူးတခုခုတော့လိုးနေပြီနဲ့တူတယ်ဘာများလူနေတယ်လဲဟဲ့လို့သူကစဉ်းစားတော့မှသူငယ်ဆရာပြောဘူးတဲ့စကားလေးအမှတ်ရတယ်ငယ်ဆရာကဘယ်လိုပြောဘူးတလဲဆိုတော့ ဘာတပြီရံခါမဲ့ပိိတ်ဒီရွေ့လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်ကမောဝါဒီဖတ်လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်အဲ့လိုပိိတ်ဒီကမောဝါဒီမစွန်းမဲ့ဖြစ်နေတဲ့အခါဆိုရင်ဟောဒီဂါထာလေးဒါနောက်ပိုင်းက၃ငောက်ရွတ်လိုက်ကွာအဲ့ဒါဆိုစွန်းတာပဲလို့ဆိုပြီးတော့ခုနရွတ်ပြတဲ့ဂါထာလေးကို၃ငောက်ရွတ်ခိုင်းတယ်อีหุบดีโดดีกันทาลีจ้านนี่หลูไม่ซ้นน่ะเว้ยโซบิ๊ดတော့ သူကအဲဘောပေါ်မယ်နေပြူတန်နဲ့ဘုနာဂါထာလေးရေးရေးပြီးတော့ကြောင်းရှိတဲ့ဥစဉ်နေကိုရင်နေအကုန်ခေါ်မင်းတို့ဒီဂါထာကြောင်းကျဲမရတဲ့လူမအိပ်ရဘူးညာလုံးကြက်ခိုင်းမှာရတဲ့လူကတော့သွားတော့ဆိုတော့တခြားညံကောင်းတဲ့လူကတော့တစ်ခေါက်နှစ်ခေါက်ကျက်လိုက်ရဆရာတော်ကြီးပြန်ပြသွားအဲ့ဒါလို့နဲ့နောက်တနေ့ ကြတော့တရရကမဝါဖပြီးပြီဆိုရင်ခုနပြောသလိုဒီကံထာလေးကို၃កောက်ရွတ်လိုက်၃កောက်ရွတ်လိုက်တယ်ဆိုရင်အဲ့ဒီရွတ်တန်ကြားတဲ့ပုဂ္ဂိုလ်ကြီးကိုလို့ယောဂဖြစ်တဲ့ပုဂ္ဂိုလ်ကြီးလည်းပြောက်ယောဂမဖြစ်သေးတဲ့ပုဂ္ဂိုလ်ကြီးလည်းမဖြစ်တော့သွားမိဟေးဘူးမနီကောင်လန်ကောင်တွေ့ပြီကွာဆိုပြီးတော့သူတို့ကကြိုးစားရွတ်ကြကြောင်ရှိတဲ့ဥစဉ်နေကိုရင်နေတရားမှအတံမထွက်တော်ဘူးတဲ့ဟိုအိမ်လိုက်ရွဲ့ဒီအိမ်လိုက်ရွဲ့ တချို့ကလည်းပဲအဲဘီရွေဖို့ဘီကမဝါဖားဖို့ဘီပွဲလေးအဲအုံမွန်အပြောပွဲလေးမတတ်နိုင်တော့ဆရာတော်ဒီလားမပင့်ဘူးတဲ့မပင့်ရဘူးဒါသူတို့ကတရင်ကြရင်သွားရွက်လာပဲမင်းတို့ဘာမပင့်ရမလို့ကွာသူအုံဒီငါပြောဒီလိုချင်လို့မဟုတ်ဘူးရွက်မယ်ဆိုပြီးတော့မပင့်တဲ့ကိုတော်တွေလည်းမပင့်တဲ့အိမ်တွေလည်းပဲသွားပြီးတော့ရွက်ကြ အဲ့တော့တရားမှရှိတဲ့ဥစဉ်ကိုရင်တရားမှအတန်မထွက်တော်ဘူးလားတန်ဝင်းကုန်လားအဲ့တော့ဆရာတော်ကြီးကစဉ်းစားကြတယ်အင်းကြောင်ရှိတဲ့ကိုရင်ဥစဉ်တော့အတန်မထွက်တော်ဘူးဘယ်လိုလုပ်ရမလဲဆိုတော့နောက်ကြကျိုးလေးတွေအဲကျိုးလေးတွေပရိတ်ကျိုးလေးတွေတထောင်တထောင်တွာတထောင်ဆိုတော့တပေးနဲ့6လက်မှာပေါ့တထောင်တွာဆိုတော့2ပေးလောက်ထားပါထားကြပါဆို့ အဲဒီလောက်နှစ်ပေလောက်နှစ်ပေတာရာလောက်ကျိုးလေးတွေအကုန်ဖျားဖြတ်ပြီးတော့ကျိုးလေးတကျိုးတကျိုးမယ်အထုံးအဲငါးရုံးကြီးထုံးတယ်သူကအထုံးငါးရုံးကြီးထုံးတာကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအထုံးလေးတထုံးထုံးလား ုတိယံဘုဒ္ဓံတရဏံကိသာမိဒုတိယံဓမ္မံတရဏံကိသာမိဒုတိယံသံဃံတရဏံကိသာမိအဲဒုတိယအထုံးလေးတထုံးထုံးတတိယံဘုဒ္ဓံတရဏံကိသာမိတတိယံဓမ္မံတရဏံကိသာမိတတိယံသံဃံတရဏံကိသာမိတတိယအထုံးလေးတထုံးသုံးထုံးဖြစ်သွားပြီးတော့မှတန်ဘုဒ္ဓီကာထာရွတ်ပြီးတော့တထုံးပြီးတော့မှ အဋ္ဌာနာမိတံဤကားသာအဋ္ဌာနာမိတံဘိက္ခူနဝကာတောယံပရုပကမိနာတထာဂတံဇီဝိတာဝရောပိယအနုပကမိနာဘိက္ခူတထာဂတပရိနိဗ္ဗာယံဒီဣတိနာသေသာဝဇိနာတုတိမိဟောတုတဗရာသူများအတွက်ဆိုရင်တော့တုတိတေဟောတုတဗရာအဲ့လိုရွေးပြတထုံးအဲ့လုံးနဲ့၅ထုံးပေါ့ ဗုဒ္ဓံတရဏံကိသာမိနဲ့တထုံဒုတိယမိနဲ့တထုံတတိယမိနဲ့တထုံသံဗုဒ္ဓေကာထာရေးပြီးတော့တထုံအာဌာဏမိတံ၃ခေါက်တထုံအဲ့လိုရအထုံကားတော့ထုံထုံပြီးပြီဆိုတာလက်ဖွဲ့လေးဖြည့်တပိတ်ထဲထည့်ထားဥစဉ်နေကိုရင်နေတင်းပေးပြီးတော့အာလုံးရှိတဲ့ဥစဉ်နေကိုရင်နေလက်ဖွဲ့ထိုးတတ်သွားအဲ1900ပေါ့အဲ့လိုလက်ဖွဲ့ပြီးထိုးထားပြီးပြီဆိုတပိတ်တွေထည့် ထဲ့ပြီးရင်တိမ်နေသွားကြောင်းရှိတဲ့ဥစဉ်နေအကိုရင်နေအကုန်လုံးဝိုင်းပြီးတော့တရေရွေကမဝဖာဖတ်ပြီးပြီဆိုလို့ရှိရင်ဘုံဘုံတို့တရေရွေကမဝဖတ်ပြီးရင်အဲ့ဒီအဋ္ဌနာမိတံဂါထာ၃ခေါရွတ်ဖတ်လိုက်ပါတယ်ရွတ်ဖတ်လိုက်လို့ရှိရင်ဒါတိတိမြောက်တယ်တဲ့အဲ့အဲ့တော့နောက်တစ်ခါနောက်တစ်နေ့ကျတော့ရွာတွေကလူတွေလာကြ တပီတော်တို့အိမ်ပေးရွေကြွပါအောင်ဖျားယောဂဖြစ်လို့ပါဖျားမင်းတို့အိမ်လူပဲနှစ်ယောက်တို့၅ယောက်ပါဖျားဆိုရင်လက်ဖွဲ့လေး၅ခုပေးလိုက်အဲ့ဒီလက်ဖွဲ့လေး၅ခုတစ်ခုတစ်ခုကိုလူတယောက်တယောက်လက်မောင်းမချီးထားလက်မောင်းမချီးခြင်းနဲ့ပုဂ္ဂိုလ်ကလည်းပင်မချီးထားလိုက်အကုန်ယောဂါတွေပျောက်ဖြစ်ပြီးသားယောဂါတွေပျောက်မဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေလည်းမဖြစ်တော့ဘူးဟံဟေးဆိုအဲ့လိုလုပ်အဲ့လိုနဲ့သူ စံငင်းဆက်ရွာကြီးမှာရှိတဲ့ပလိကယောဂါကြီးကဲခဲ့တဲ့အကြောင်းဆတော်ကြီးကဖုံဖုံကိုအမင်းရှိပါတယ်အဲဒါဘုံဘုံကလည်းသဘောကျပြီးအဲ့ဒီကစပြီးတော့ခုနှစ်ပေါင်းအစေးလောက်30လောက်ရှိသွားပါပြီဒိဋ္ဌိရွတ်ကမဝါရိဖအဲပြီးပြီဆိုရင်အာထာနာမိတံ3ငေါက်ရွတ်ပါတယ်အဲ့ဒါရွတ်တဲ့အတွက်အလွန်တရာမှအကျိုးအာနိသင်ရှိယောဂအန္တရာယ်ဒီအကုန်ပျောက်ပါတယ်နော် ဘယ်စစ်သားတွေဘုံဘုံကြီးလက်ဖွဲ့လာတောင်းစစ်သားတွေလာလက်ဖွဲ့တောင်းရင်လည်းပဲဒီလက်ဖွဲ့လေးတွေဘုံဘုံကထိုးထားမထိုးရသေးဘူးမရှိဘူးဆိုရင်မင်းနောက်နေ့မှလာခဲ့ငါလက်ဖွဲ့ထိုးထားလိုက်မယ်ညပိပထန်းရွတ်လို့ရှိရင်လည်းပထန်းရွတ်ပြီးတဲ့နောက်ပထန်းရွတ်တဲ့အခါလက်ဖွဲ့တွေကိုင်းပြီးတော့ရွတ်အဲ့လိုရွတ်ပြီးတော့စစ်သားတွေပြေးလိုက်ဆိုစစ်သားတွေတိုက်ပွဲတွေပါနေမယ်အန္တရာယ်ကင်းတဲ့အကြောင်းသူတို့ကပြန်ပြောင်းပြီးတော့ပြောပြပါတယ် အဲ့ဒါကြောင့်ကုတ္တရာနာပရိဒအပေါင်းသူတော်ကောင်းတို့အဲတိုင်သူပြည်သားလူများတို့ချမ်းသာအောင်ဒီဂါထာလေးအန္တရာယ်ကင်းဂါထာလေးကိုနေ့စဉ်နေ့စဉ်ရွတ်ဖတ်တရဆေကြပါရွတ်ဖတ်တရဆေတဲ့ဖြင့်အလွန်တရာဆိုးွားတဲ့ယောဂါကြီးတွေဧကန္နပျောက်ပါတယ်ဘေဥပအန္တရာယ်ရန်တော်တဲ့မုံတိုင်းဘေးကြီးတွေလည်းကင်းဝေးပါတယ် အလုံးသောပရိသတ်ပေါင်းသူတော်ကောင်းတွေနဲ့ဝတိုင်းလူဤသာလူများတို့ဘေးဥပအန္တရာယ်ရန်တွေတွေကင်းပြီးတော့သာသနာအကျိုးတန်းကြီးအကျိုးတည်ဖို့ရွေးဆောင်နိုင်ကြပါစေဖုံဖုံဒီကသာလေး၃កောက်ထပ်ပြီးတော့ရွေးလိုက်ပါအောင်မယ်ရွေးပြီးရင်ပြီးပါပြီနော်အထာနာမေတ္တံဘိက္ခုေနဝကာတောယံတရုပကမေနာတတကတံဇီဝိတာဝရောပိယ နုဘဂမေနာဘေကဝေတတ္ထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုတပတာအဌာနမေတံဘေကဝေနဝါကာတောယံဘရုဘဂမေနာတတ္ထာကတံဇီဝိတာဝရောပိယအနုဘဂမေနာဘေကဝေတတ္ထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုတပတာ အတ္တနာမိတံဝိခုဝေနဝကာတောယံဘရုပကမိနာတထကတံဇီဝိတာဝရောပိယအနုပကမိနာဝိခုဝေတထကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝဇေနာတုတိမေဟောတုတဗရာသာဓုသာ